အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ជីမနိုး channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့နပြောပြပေးမယ့်ဇလန်းလေးကတော့အပြူပြန်းလို့မြည်ရတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျောက်တရားမြို့နယ်မဟာဗန္ဓုရပန်းကျန်လန်းကုံတယ်လန်းပန်းစိုးတန်းလန်းတဝက်တွင်အပြည့်ပြည့်ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းထောက်ကူပြုလမ်းဘေးကုမ္ပဏီဆိုင်များရှိပါတော့တယ် အထင်ကရတိုက်ခိုင်းဖြင့်စောက်ရွက်ထားသော ကုမ္ပဏီကြီးများလည်းရှိပါသည်ပြည်ပနိုင်ငံများသို့အလုသွားရောက်လုပ်ကံသူများပညာသင်သွားသူများ အခြေချနေထိုင်ခွင့်ရရှိရန်လျှောက်ထားသူများဈာရီအလုသွားရောက်လုပ်ကံသူများစီကူတာရန်သွားရောက်သူစုံလင်လှပါသည်ပြည်ပနိုင်ငံများသို့သွားရောက်လူသူများအနေဖြင့်ပညာရေးချင်းအထောက်အထားအကျင့်စာရိတ္တအထောက်အထားမိသားစုမျိုးဆက် အထောက်ထားပန်ဆိုင်မှုဆိုင်ရာပြည်စည်းပန်ဆိုင်မှုအထောက်ထားကျဲမာရေးကောင်းမကောင်းအထောက်ထားအကျင့်စာရိတ္တကောင်းသူဖြစ်ကြောင်းအထောက်ထားများစုံလင်လာပါသည်ထို့သူသောအကြောင်းအကြောင်းကိုမြန်မာဘာသာမှအင်္ဂလိပ်ဘာသာဂျပန်ဘာသာတရုတ်ဘာသာ ကိုရီးယားဘာသာတို့ကျွမ်းကျင်သူပညာရှင်များဖြင့်ဘာသာပြင်ရပါသည်ဘာသာပြင်ပြီးသောအခါတွင် အပြည့်ပြည့်ဆိုင်ရာစာချုပ်စာတမ်းပေါ်တွင် တစိခလုတ်နှိပ်ရပြန်ထိုးရပါတော့တယ်အခွင့်အာဏာရရှိသောအငိမ့်စားတရားသူကြီးရှေ့နေအုပ်ချုပ်ရေးအငိမ့်စားတရားလွတ်တော်ကြီးများထံတွင် အထောက်ခံချက်ယူပြီးသက်ဆိုင်ရာရုံးမှကုမ္ပဏီများထံသို့တင်ပြလျှောက်ထားရပါတော့တယ်အထက်ပါကုမ္ပဏီလုပ်ငန်းများတွင် လုပ်ကိုင်ကြသောဝန်ထမ်းကော်မလီများစွာရှိပါသည်အရွယ်အဖျင်အသက်၁၂နှစ်မှ၂၀တွင်ရှိကြပါသည်เจ้าကိုဆက်လက်ပြီးတော့မနေနိုင်သူများ ဆယ်တန်းတပုံးပုံးကြတော့ကြောင်းပြည်ပမှာအလွတ်ဆယ်တန်းဖြည့်သူများနဲ့အဝေးတင်တန်းတက်ကြတော့ကျောင်းသူများလည်းပါဝင်ကြပါတော့တယ်ထို့သောသောဝင်းတန်းမိကလေးများသည် အဝေးစားများကိုလည်းဂုံတုဂုံပြန်ရှိကြပါတယ်ဖိုးလျှော့ဝတ်စားစီရင်မှုဂုံတုဂုံပြန်လည်းရှိကြပါတယ်ပြန်ဆိုင်မှုအများဆုံးက ဟိုင်းဖုန်းလက်ကင်ဖုန်းကင်တွေသူအများဆုံးဖြစ်ပါတယ်ခိတိပြန်ဆိုင်မှုလည်းပြောရှင်ပြောလို့ရပါတယ် ဤရဲထဲတွင်တူတူးလင်ဆိုသော အပြူဖြိုင်းမိကလေးချောသည် ပါဝင်ပါသည်မိခင်ဆုံးပြီးတဲ့နောက်ရဲမှုတိုင်ဟောင်းဖခင်ကြီးနဲ့အတူအရွယ်မရောက်သေးသောမောင်လေးညီမလေးတို့တက်စားဝယ်နေရေးကိုအဓိကကြသောဝင်းဝေးရှာဖွေသူအဖြစ်မိသားစုစားဝယ်နေရေးအတွက်လောက်ကန်နေရသူလေးဖြစ်ပါသည်အသားခါဖြူတဲ့မျက်လုံးမျက်ခုံကောင်းပါတယ်အသက်က15နှစ်သာရှိသေးတော်လဲထွားထွားကြမ်းကြမ်းဖုန်ဖွင့်ဖြူဖြူတူတူ နင်းသက်16နှစ်ပြည့်ရင်ဆိုရင်ငါနင်းကို3နှစ်ကြီးမြတ်အောင်စောင့်ရမှာနော်မစောင့်နိုင်ဘူးဆိုရင်လဲသေးလိုက်လေဤတို့ဤပုံချစ်ရေးဆိုသူများလည်းမရှာအပိုင်တော်ကြံလိုက်ရင်တိုင်ပေါ်အလဲဆိုင်တင်ဆိုကဲ့သို့မုံဝေကျွေးလိုက်ဘောင်းမီစကက်မိခဲ့ပေါင်နာဝေပေးပြီးတွေ့တာတွေ့လာလုံနေကြတော့နောက်ဘိုးကြီးနောက်ဘိုးငယ်များလည်းရှိပါတော့တယ်တိုးတိုးလင်ရဲ့ခန္ဓာကိုယ်ချိုးစားကလှပပါတော့တယ်ခတင်ရင် ကိုအင်ခါချိုးလပပြီးနာရန်ပေါ်ပြီးတော့မျက်ဝန်းကျဲခြင်းအသားဖြူသည်စားတဲ့ဘဝပေးကုသူတို့ကြောင့်အရွယ်တူလူငယ်များထက်အရွယ်ကြီးသောသူများမျက်စိကြသောမိမချိုးလေးဖြစ်ပါတော့တယ်တူတူငါနင့်ကိုဘလောက်ချစ်တယ်ဘလောက်လိုလိုက်တယ်ဆိုတာနင်းသိဆုံးမှာဟာငါနင့်ကိုစိတ်မချဘူးငါတို့ယူကြမယ်ဟာအခုရဲချစ်တာတခုတည်းမကြည့်နဲ့လေတူတူတို့ကဆင်းရဲတယ် ဒဏီမို့ထရန်ကပြင်ကင်းအိမ်နဲ့နေရတာအကိုတို့မိဘတွေကလည်းဘလုံးမသဘောတူမှာမဟုတ်ဘူးနောက်ပြီးအကိုမှလည်းဘာလုံးမှမရှိဘူးဘာဝင်ဝင်မှမရှိဘူးယူလိုက်ကြပြီဆိုတော့ဘာလုံးစားမလဲဘယ်မှနေမလဲစိတ်ချောလိုက်အကိုစိတ်ချောလိုက်ပါကိုရဲ့တိုးတိုးလွင်သည့်စင်ရဲခဲ့သောမိသားစုမှပေါက်ဖွားလာသူဖြစ်သည့်အညီမိခင်ဖခင်တို့ စားဝတ်နေရေးကိုခက်ခဲကြမ်းတမ်းစွာ ယက်တီလာရသည်ကိုကိုရန်ခံစားနေသူဖြစ်၍စင်ရဲသောဘဝကိုခံစားသိရှိနေသူဖြစ်ပါသည်တို့တို့နေငါကိုယူပါလာကွာငါတို့အညာကိုခို့သွားမယ်ငါတို့မိဘတွေကနှစ်ဆောင်ပြန်အင်ကြီးနေပါ ခိုင်းနွားကြီးလေးကောင်ရှိတယ်ထိုးလာကြီးလည်းရှိပါတယ်ဟာယာဤက30ကျော်လည်းရှိတယ်ထပင်းတရာလည်းရှိပါတယ်တို့အေးစေးစေးနေလို့စားလို့ရပါတယ်ကွာဒီမှာကိုခင်မောင်းတန်း ခင်မီမှုကိုအခွင့်ကောင်းမယူပါနဲ့ရှင်။ရှင်ကျွေးတဲ့မုံဟင်းကလက်ဖက်ရည်ကိုလည်းကျမမတောက်တော့ပါဘူး။ကျမရှင်ကိုအညာသားကိုဘယ်တော့မှစိတ်မကူးဘူး။နားလဲပေးပါကိုခင်မောင်တန်း။ကိုခင်မောင်တန်းဆိုသူမှာစံကြီးမှာလက်ဖက်ရည်ကော်ဖီအပျော်စရာမုံစရာဖြစ်ပါတော့တယ်။တူတူလင်ကို မုံပေးမုံကျွေးပြီးတော့နောက်ပိုးနေတဲ့အညာသားဖြစ်ပါတော့တယ်။ဗန်ဒူလာလန်းနဲ့ပန်းစိုးလန်းမှာရှိ ပြည်ပလုပ်ငန်းအထောက်အကူလုပ်ငန်းလုပ်ကိုင်ကြသောလမ်းဘေးကုမ္ပဏီများနှင့်ဆိုင်ကြီးများကွန်ပျူတာ ဆိုင်များလောကတွင်အပြိုအဖျက်မင်းမချောလေးပေါင်း30ကျော်တို့အလုပ်လုပ်ကိုင်ကြပါတော့တယ်။မိဘများတွင် စီးပွားရေး၊စားဝတ်နည်းရေးခက်ခဲခြင်းမရှိသောမင်းကလေးတိုင်းတွင်လက်ကင်ဖုံးရှိကြပါတယ်၊ကင်ကြပါတယ်၊ဂုံယူဝင်ကြွားကြပါတယ်၊တိုးတိုးလွင်ရဲ့တနေ့ဝင်ငွေ3000ဖားခင်ကြီးရေထန်းရောင်းသော ဝင်ငွေ2000ပေါင်းတော်9000ဖြင့်မိသားစု9ဦးရဲ့စားဝတ်နေရရက်တည်နေရသောကြောင့်တိုးတိုးလွင်တယောက်လက်ကင်ဖုံးကိုကန်ရဖို့အတော့ကိုကွာလန်းလာပါတယ်မိကလေးများရုပ်ရည်ချောရင်အယောဝင်ခြင်းနဲ့ဝါသနာတထုံခေါ်ခြင်းနဲ့ပြောခြင်းနဲ့အယောဝင်နေပူပူကက်ကက်နေခြင်းနဲ့တိုးတိုးဝင်ကိုအယောဝင်သူတအူရှိပါသေးတယ်သူကဝင်းနိုင်သူသူဖြစ်ပါတယ် သူ့ရဲ့မိဘများမှာဂုံတရီရှိအတိုင်းဝိုင်းမှာဖြစ်ပါတယ်။အငယ်ဆုံးအချစ်ဆုံးသားဖြစ်၍မိဘတွေကအလိုလိုက်ထားသောဘောကျော်တူဖြစ်ပါတယ်။မိဘတွေကဂုံတရီရှိ ဖြစ်လာလေသောကြောင့်တိုးတိုးလွင်သည်ဝင်းနိုင်ရဲ့အယောဝင်မှုနောက်ပြောင်မှုများကို ရိုင်းရိုင်းပြပြမဆက်ဆံခင်မင်းရင်းနှီးမှုဖြင့်ဆက်ဆံလာခဲ့ပါတယ်။ဝင်းနိုင်ကလည်းတိုးတိုးလင်းအတွက်ဆိုဘာစားမလဲဘာယူမလဲ နောက်ဘူးကြည်ပြီးလာသူဖြစ်ပါတယ်တူတူငါနင်းကိုချစ်တယ်ဆိုတာသိတယ်မို့လားတီလွန်းလို့မှဟိုဘက်ကန်းတော်မှာဒလက်တောင်လွန်သွားသေးတယ်ဒါဆိုရင်နင်းငါ့ကိုမချစ်ဘူးလားတူတူကငေပါသေးတယ်ကိုဝင်းနိုင်ရဲ့ဟာဒီခေတ်မှာက73နှစ်နဲ့လေယူနေတဲ့ခေတ်တူတူက15နှစ်တောင်ရှိနေပြီမငယ်တော့ဘူးတူတူနင်းဟာမငယ်တော့ဘူး ဝင်းနိုင်ကတနာမျက်လုံးများဖြင့်ဖန်ဆားထားပြီးတိုးတိုးလွင်ကိုတနာလန်းခင်စကားများကိုရေလာမြောင်းပေးလှုပ်ပါတော့တယ်အကူညီလို့ရင်ပြောပါငါးစီဖုံးဆက်ပါငါ့ကိုချစ်တဲ့အကြောင်းတမီးကြီးစားစကားတွေပြောချင်လေပြောပါငါးစီမဆိုးပါဘူးတိုးတိုးမှာဖုံးမှာမရှိတာကိုဝင်းနိုင်ရဲ့ဖုံးတလုံးလောက်ဝယ်ပေးပါလားဝယ်ပေးမှာပေါ့ဖုံးတလုံးတသိန်းခွဲပဲရှိပါတယ်နင်ခုသွားဝယ်မလားငါလိုက်ဝယ်ပေးမယ် တကယ်ပြောတာလားနှစ်ကယ်ပြောတာဟောဒီမှာကြည့်ငွေနှစ်သိန်းခွဲတောင်မှပါပါတယ်ဒါဆိုရင်ကျမ၄နာရီခွဲမှအလုပ်ဆင်းမယ်ကိုဝင်းနိုင်ပန်းစိုးတိုင်းမီးပွက်နမ်းမှစောင့်နေကျမလာခဲ့ပါမယ်ဝင်းနိုင်ရဲ့တနာလန်းခဲမှုမှာအဆင်ပြေသွားတဲ့အခြေအနေတို့ရောက်ခဲ့ပါပြီဘာဒီဘလို့ဆက်ပြစ်မလဲစောင့်ကြည့်ရမည်ဖြစ်တယ်ကဲကိုဝင်းနိုင်ဘယ်ဆိုင်မှာတော့ဝယ်မှာလဲဟောဒီပန်းစိုးတိုင်းလန်းကတီလင်းဆိုင်မှာပဲဝယ်ကြမလား ဝင်းနိုင်နဲ့တိုးတိုးလွင်တို့သည်ပန်းစိုးတိုင်းလမ်းမီးပွန့်ရှိဟန်ဖုန်းနံပါတ်စုံဟန်ဆက်မျိုးစုံရောင်းချသောဆိုင်ကြီးတွင်သို့ဝင်သွားကြပါသည်ဟန်ဆက်ကောင်းကောင်းလေးနဲ့ငါးထိပ်စီနှစ်ထိပ်စီခွင်းထိပ်စီနံပါတ်စင်းကက်လိုချင်ပါသည်ဒီဟာကခွင်းထိပ်စီနဲ့ဆမ်မဆောင်ဟန်ဆက်တစ်စုံသသိန်း၈တောင်းမှာဒါကာနှစ်ထိပ်စီနဲ့ဆမ်မဆောင်ဟန်ဆက်တစ်စုံနှစ်သိန်း၅တောင်းမှာလိုင်းမိတယ်မဟုတ်လားမအားလုံးကလိုင်းလဲကောင်းနေ လိုင်းလဲမိပါတယ်ကြိတ်တာယူပါစာရဲစာတန်းလည်းပေးပါမယ်ဒါဆိုရင်တသိန်းခွဲတန်းပေးပါတူတူမင်းကြိုက်တဲ့ကာလာအောင်ရွေးလေကောင်းပါတယ်ဒီအဖြူရောင်လေးပဲကောင်းပါတယ်ကိုဝင်းနိုင်နေတူတူလင်တို့သည်တူတူအလွန်မေလိုချင်သောတောင်းတသောမျှော်လင့်သောဟန်ဖုံကလေးတစ်လုံးရရှိတော့ပါပြီအခုဝင်းနိုင် အခုသုံးလို့မရသေးဘူးလားမရသေးဘူး ဟန်းဆက်ကိုဘက်ထရီအားသုံးရအောင်မယ်တနားရီလောက်သုံးရင်နှစ်ရက်လောက်သုံးလို့ရပါတယ်တူတူအိမ်မှာအားသွင်းဖို့မရှိဘူးကိုရပါတယ်ငါတို့ခေါက်ဆွဲကြော်ဆိုင်မှာဝင်မယ်ပြီးတော့ပိုကလေးဇီလန်းမှာရှိတဲ့တက်ခိုင်းမှာသွားပြီးခေါက်ဆွဲကြော်စားဘက်ထရီအားသုံးမယ်လာသွားကြမယ်ဝင်းနိုင်သည့်ပိုကလေးဇီလန်းရှိတော့ပိတ်ထားသောအိမ်ခန်းသို့တူတူလင်ကိုခေါ်သွားပါတယ်ဟန်းဆက်ကိုဘက်ထရီအားသုံးနေတယ် ခေါက်ဆွဲကြော်စားကြတယ်။ဝင်းနိုင်ကတော့အသင့်ပါလာတော့ဝီစကီတပြားတောက်ပြီးမှခေါက်ဆွဲစားပါတော့တယ်။ရေစည်းကို တင်လိုက်နေပါတယ်။အခုဒီအခန်းကဘယ်သူအခန်းလဲ။ငါမိမယူရင် နေဖို့ဆိုပြီးတော့ဝယ်ထားတဲ့အခန်းမှာ။နေငါ့ကိုယူရင်အိမ်တဆောင်မိတဲ့ပြောင်နေရမှာပါချစ်ရဲ့မယုံဘူးလား။ယုံကောင်းကုံငုံပြီးတော့ယုံယုတ်ပြတော့လေယုံရခက်တယ်ဆိုသလိုပဲကို ။ဘာကြောင့်လဲ။ကိုဝင်းနံကရေစားများတယ်၊ပွေတယ်ဒါကြောင့်မလား။ယုံမာတို့တို့ရဲ့ပုံအော်ပြီးတော့ယုံလိုက်စမ်းပါနော်။အရင်ကြီးအရင်ကြီးမကင်းနဲ့ကို။တာပေါင်းတို့ရဲ့အသွေးသားကိုဖောက်ထုတ်စားထုတ်တတ်သောရက်ဆက်ကြမ်းကြုတ်ခက်ထန်သောခြင်သိမ့်၌ခြေလက်လေးဖက်နှုတ်သီးဟုသောလက်နက်၅ပါးရှိကဲ့သို့ထို့တူမိမတို့တွင်အစဉ်အတန်အနှံ့အရာသာ အတွေ့ဟုသောလက်နက်၅ပါ ရှိကြပါသည်။ကဲပြန်တော့မယ်ကိုခွန်းနှစ်နာရီခွဲပြီးအဖေပူနေလိမ့်မယ်တိုးတိုးပြန်တော့မယ်နော်။အကူလိုက်ပူပေးမှာပေါ့တိုးတိုးလင်သူနေထိုင်တဲ့ဒလားမြို့တို့တင်းမောတတန်းကုံကြောင်တတန်းဖြင့်ပြန်လာခဲ့ပါသည်။ဖားခင်ကြီးဦးလာအောင်မှာဒေါသအမြဲချောင်းများထွက်လျက်တိုးတိုးလင်အားစောင့်နေပါသည်။အင်းရောက်တဲ့အခါ၌ဟဲ့ကောင်မလာစမ်းဖဲ့သွားလေ ဘယ်ကောင်နဲ့အလေလိုက်နေရလဲပူဇံအဖေကလည်းဘာကိုအဖေကလည်းအမလီတော်ပါတော့ဖေရဲ့တမိဘာတွေဖြစ်ခဲ့တယ်လဲဆိုတာနားထောင်မအောင်ပြောဇံနင်းဘာတွေဖြစ်ခဲ့တာလဲဘယ်သူကဘာလုပ်လိုက်တာလဲငါ့ကိုမမှန်ပြောငါနင်းကိုတိုက်ချင်နေတာဘာလိုင်းနဲ့ကကိုဝင်းနိုင်ဆိုသူကတမိကိုဟန်းဆက်ဝဲပေးပြီးသူ့အိမ်ခန်းကိုခေါ်သွားတယ်ဖေပြီးတော့အခုပြီးတော့ဆက်ပြောလေ သမီးကိုအနိုင်ကျင့်နေပြီ။နင်ပြောတာအမှန်ပဲလား။အမှန်ပါပဲ။ဟောဒီမှာသူဝယ်ပေးတဲ့ဖုံ။ဘယ်ရမလဲကွာ။ဘာကောင်နှီးမှခရီးမဆိုင်ဘူး။ဥပဒေရှိတယ်ကွာ။လာထုတ်ရေစကန်သွားပြီးတော့အမှုဖွင့်မယ်။ရဲဝင်တန်းဟောင်းဥလအောင်သည်သမီးတူတူလင်ကိုခေါ်သွားပြီးအခင်းပြုတ်လုတဲ့အမှုဖြစ်သောဘိုကလေးဇေးလန်းပိုင်ဘိုးတထောင်ရေစကန်သို့အမှုဖွင့်မှာတော့တယ်။စကန်မှုမှာဆေးရုံတို့ပို့ပြီး စိတ်စိတ်ချက်ရယူလိုက်ပါတယ်အမိုးစစ်ဖြစ်ရဲအုပ်ကြော်စိန်လေးကိုတာဝန်ပေးလိုက်ပါတယ်စိစာကဘာတဲ့လဲဆရာကျော်ဟုတ်ကဲ့ဘူးကြီးစိစာမက မိမကိုမှ ထိုးသိမ်းမှုရှိကြောင်းတုပ်ပိုးတွေးရှိကြောင်းမိမကိုတွင်ညီမြန်းနေကြောင်းပြစ်ဒဏ်ရာမရှိကြောင်းဒါဆိုရင်သုံးခွင်ကြောင့်ဖွင့်ပေါ်ဒီရကန်ဖန်းစီရမိဖို့ဆောင်ရွက်ပါစရာဟုတ်ကဲ့ဘူးကြီး ရဲအုပ်ကျော်စိန်လင်းသည် စေးယုံမှစေးစာ တိုးတိုးလွန်ရဲ့အတွင်းခံပေါင်းမီအခင်းဖြစ်စဉ်ကဝက်သောထမိန်တို့ကိုတတိကံပစ္စည်းဖြင့်တင်းစေးထားလိုက်ပါတယ်အခင်းဖြစ်နေရဲ့နောက်တနေ့နနက်ပိုင်းနှစ်နာရီခန့်တွင်တရခန့်ဝင်းနိုင်ကို ဖော်ထုတ်ဖမ်းဆီးချီနှောင်လိုက်ပါတယ်ပြမှုဆံရဥပဒေပုံမှ3ခွင်6မရိမှုမှရဲမှအာမခံပေးနိုင်သောပုံမှမဟုတ်ချေရဲအုပ်ကျော်စိန်လင်းသည် ရဲလုံငန်းရဲလုံထုံးဤအရာတရားခံဝင်းနိုင်ရဲ့ယောက်ျားရဲ့ကိုကိုရာဇဝတ်ဆေးစီယာထံသို့ စစ်ဆေးစီပါれယောက်ျားကိုမှာနေမြန်းရောင်ရမ်းနေပါれပုံမှန်မဟုတ်ကြောင်းဈေးစာပြန်ကြလာပါれအခင်ဖြစ်တဲ့နေရာရဲ့မြေပုံချမ်းရေးဆွဲလိုက်ပါれဓာတ်ပုံများရိုက်ကူးတယ်ပဝင်းကျင်တက်တည်များစစ်ဆေးပါတော့တယ်ဈေးရောင်းတဲ့ဆိုင်တို့တက်တည်ကံဖုံးကိုရောင်းချလိုက်ခြင်းဟုတ်မဟုတ်စစ်ဆေးပါတော့တယ် မှန်ကန်ကြောင်းပေါ်ပေါက်လာပါတယ်အမှုတည်ဆောက်မှုပြီးတော့ကြောင်းမြို့နယ်ဥပဒေအရာရှိထံအကြံပြုချက်တောင်းခံလိုက်ပါတယ်ပြည်မှုပုံမှာတုံးခွင်ကြောင်းဖြင့်တရားစိုးတင်သွင်းရန်ဥပဒေအကြံပြုချက်ပေးပါတော့တယ်တရားခံဝန်ထမ်းကိုစစ်ဆေးခရာ၎င်းကဝန်ခံပါတယ်ဒါကြောင့်မလို့တရားခံရုံးတွင် ဖြောင်းချက်ရယူခဲ့ပါတယ်အလုံးပြီးစည်းသွားတဲ့အခါအမှုကိုတရားစွဲဆိုတင်ပို့လိုက်ပါတယ် တရားရုံးမှပြင်းမှုပုံမှန်3ခွင်6ပြင်းမှုကြီးမှုလက်ခံစစ်စစ်ကြားနာပါတော့တယ်တရားခံဝင်းနိုင်ရဲ့မိဘများကဝင်းနိုင်သည့်တချိန်ကမိုးရစီဝါသုံးဆွဲပြီးပြစ်ဒဏ်သုံးနှစ်ကြားခဲ့ကြောင်းစေကစဉ်ကရာယောဂါရှိသောကြောင့်စေယောဂါကုဆရာဝန်ဖြင့်စေကုသခံရပြီးတညာစွာစဉ်းစားပြီးပါရန်အတိုင်းဝန်အကူညီတို့ဖြင့်ရုံးတော်သို့တင်ပြပါသည်ဦးလာအောင်ပြီးတာဒီလေပြီးပါစီတော့ဗျာ ကလေးတွေကိုထိမ်မြလက်ထက်ပေးရအောင်မင်္ဂလာလက်ဖွဲ့တွေအဖြစ်ငွေကျပ်30ပေးပါမယ်မင်္ဂလာဆောင်လို့ရတဲ့လက်ဖွဲ့ပစ္စည်းတွေကိုလည်းတူတူလွင်တို့အတွက်ယူပါ အမှုရုပ်သိမ်းကြည်အေးပါခင်ဗျာအကျိုးဆောင်ကြီးတို့လေးစားပါတယ်ဘေးစားအယူလူယုံမာကောင်နဲ့ကျွန်တော်သမီးကို မပေးစားနိုင်ဘူးကျွန်တော်တို့မှာငွေမရှိပေမဲ့လူရဲ့မာနာတော့ရှိပါတယ်အားတော်အားနာပါတယ်ရှိနေကြည် တရေခင်ရဲ့မိဘများကတရေခင်ရဲ့ရှေ့နေကြီးမှတဆင့်အမှုကြီးအေးရုပ်သိမ်းပီးရန်ကန်းလန်းလာပါတယ်။သို့ရာတွင်တိုးတိုးလွန်ရဲ့ဖခင်ကြီးမှ လုံးဝလုံးဝလက်မခံပါ။အစိုးရရှိနေဥပဒေအရရှိနေတရေခင်ရှိသူအမှုကိုစစ်ဆေးကြားနာခဲ့ပြီဖြစ်ပါတယ်။တရေလိုဘက် တရေခင်ဘက်တသက်သိများ စစ်ဆေးခဲ့ပြီဖြစ်ပါတယ်။နှစ်ဖက်ကျိုးဆောင်ကြီးများလည်းရှောင်းလဲကြံတင်းသွင်းပြီးဖြစ်ပါတယ်။ အမင်းချရန်ကြုံချင်းပြလိုက်ပါသည်ဤနေ့တွင်တရားခံဝန်းနံပေါ်အမင်းချမှတ်ရန် ချိန်ဆိုသောကြုံချင်းရဖြစ်ပါသည်ဝန်းနံရဲ့မိခင်နဲ့ညီမအမဖြစ်သောကျုံးသူရောက်လာပါသည်တရားခွင်သို့အမိုးစစ်စစ်တရားသူကြီးတက်ရောက်လာပြီဖြစ်တယ်တရားခွင် စာရေးမှာအမင်းချမှန်အမှုခေါ်လိုက်ပါတယ်တရားခံဝင်းနိုင်ဗဥ်ကျော်ဝင်းအောင်ရဲ့သား ပြင်းမှုဆိုင်ရာဥပဒေပုံမှ၃ခွင့်၆ကိုကျူးလွန်ကြောင်းဂွင်းဆက်များအရာပွင့်လင်းမြင်သာထင်ရှားပါသည်ထို့ကြောင့်အလုံးနှင့်ထောင်းနှံ၅နှစ်ကြာခံစေမဟုတ်မမှန်ပြောဆိုသူလည်းငရဲသူသွားစေပြုတ်လုပြီးလည်းရင်ငါမပြုတ်လို့ဘူးဆိုတော့လေငရဲသူသွားစေရုပ်တော်အမှုရှိကုန်တော့ထိုးသောနှစ်ယောက်တို့သည်တမန်လုံးဘဝ၌ငရဲခံရခြင်းတူကုန်ကြတယ် ဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီနေရာမှာနေပြီးဆုံးလို့သွားပါပြီဇလန်လေးကို အဆုံးထိလိုက်နာဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ